ချို့တွေကလမ်းမှာကိုကျော်ကြီးနဲ့တွေ့တဲ့ခါကျရင်ကိုကျော်ကြီးကိုလာလာနှုတ်ဆက်ကြတယ်။ဟာကိုကျော်ကြီးကိုကျော်ကြီးပြောတဲ့စကားတွေကိုကျွန်တော်တို့အားပေးနေပါတယ်။ကိုကျော်ကြီးစကားတွေကိုနှစ်သက်ပါတယ်။အတချို့ကလည်းပေါ်ပေါ်တင်တင်ပြောတာ။ကိုကျော်ကြီးဘာသာရေးစကားပြောတာတော့ကြိုက်တယ်ပြောတယ်။နိုင်ငံကြီးကတော့ကျွန်တော်တို့နဲ့သဘောထားမတူဘူး။အဲ့ချိန်ကျရင်လည်းကျွန်တော်တို့ကကြော်ပြစ်တယ်။ဒီလိုပုံဝင်လင်းလင်းလာပြောတဲ့လူရှိ။အစ္စလမ်ဘာသာဝင်တွေလည်းရှိတယ်။တချို့တွေဘာသာကြီးနဲ့ပတ်သက်ပြီးလိုက်ကားပေါ်မှာမေးသွားတဲ့အစ္စလမ်ဘာသာဝင်တွေတော့ရှိတယ်။ကိုကျော်ကြီးပြာကျွန်တော်တို့ကဗုဒ္ဓဘာသာစကားလုံးတွေတစ်ခါလေးယူသုံးတဲ့ခါမှာကျွန်တော်တို့ဒီလိုပြောတယ်။အဲဒါမျိုးလေးတွေပြောတဲ့လူတွေရှိတယ်။ ကိုကျော်ကြီးတို့ကောင်းကောင်းမွန်မွန်တို့ရှင်းပြတယ်ဘလောက်ချစ်ဖို့ကောင်းတယ်ဘာသာလည်းမတူဘူးအယူဝါဒလည်းမတူဘူးဒီပို့တိုက်မှုတွေဈာထဲမှာမုန်းစရာမုန်းတရားမရှိဘူးလीအတိတ်ညာပွင့်လင်းလာဖို့အတွက်ပြောတာလीဟုတ်တယ်မလားရိုင်းဆိုင်တာကြမ်းတမ်းတာတယောက်နဲ့တယောက်ချိုးနေတာမပါဘူးအဲ့ဒီအတွက်ဘာအန္တရာယ်ရှိဘူးဘာအန္တရာယ်မရှိဘူးလीကိုကျော်ကြီးစီအကျိုးစီးပွားကိုပြောတာလူတွေနားမလဲတဲ့တခုကလောကကြီးတလောကလုံးကအကျိုးစီးပွားကိုပဲဦးထိပ်ထားကြတာမြတ်စွာဘုရားကလည်းအကျိုးစီးပွားကိုပဲပြောတယ် အဲ့တော့မြတ်စွာဘုရားပြောတဲ့အကျိုးစီးပွားတွေကိုကိုကျော်ကြီးတို့တဆင့်ပြောတာဖြစ်ခြင်းကြောင့်နိုင်ငံရေးအယူဝါဒဘာသာရေးအယူဝါဒရှိတဲ့လူတွေကနားမလည်နိုင်ကြအောင်ဒီသဘောတရားပဲတိတ်တော့မထူးဆန်းဘူးဟုတ်လားဒါနဲ့ပတ်သက်ပြီးတော့ကိုကျော်ကြီးကဗုဒ္ဓဘာသာဒီဘက်ကနေဖြည့်ရှင်းနေတဲ့လူငယ်တော်တော်များများကိုကိုကျော်ကြီးအသိပေးခြင်းတာတစ်ခုရှိမင်းတို့ဒီဗုဒ္ဓဘာသာဘက်ကနေခုခံပြောဆိုနေတဲ့စပီကာတွေဖြစ်တယ်အဲ့ဒီတော့မင်းတို့ကိုယ်၌ကိုယ်ကဗုဒ္ဓဘာသာကိုကိုစားပြုနေကြတယ် ဘုရားဘာသာကိုကိုစားပြုပြီးပြောပြီးတော့မင်းတို့နှုတ်ထွက်တွေကကြမ်းနေမယ်အောက်တန်းစားစကားတွေရိုင်းရိုင်းဆိုင်ဆိုင်ညီပြောနေမယ်ဆိုရင်သူများရိုင်းရင်ငါလည်းရိုင်းမယ်ဆိုရင်သူလည်းခွေးယူစိတ်ပေါ့မင်းတို့လည်းခွေးယူစိတ်ပေါက်နေတာပဲဟုတ်လားဒီလိုပုံစံမျိုးဖြစ်နေပြီဆိုရင်ကိုဘာသာရဲ့အစင်တန်းကိုကိုဖော်ပြတာ ਨੇ အတူတူပဲမင်းတို့အောက်မှာလာပြီးတော့မန်းနေတဲ့အကောင့်တွေကအကောင့်တူတွေအကောင့်တူတွေဆိုတာကဘယ်ဘာသာဝင်ဘယ်လူမျိုးပါဆိုတော့ဘာမှမသိနိုင်ဘူးမသိနိုင်တဲ့လူတွေကိုဘယ်ပါပါဝင်မဲဆိုပြီးတော့ကိုကထင်ကြီးပေးတာကိုကမိစ္ဆာတိတိဖြစ်နေတယ် ကိုတကယ်သိတာလည်းမဟုတ်ဘူးဒီအကောင်သိတာမဟုတ်ဘဲနဲ့ तू ကသူ့ကို तू အစ္စလမ်လို့ပြောလိုက်အစ္စလမ်လို့ထင်တယ်ခရစ်ယာန်လို့ပြောလိုက်ခရစ်ယာန်လို့ထင်တယ်ဘာသာ तू ကဘာသာမဲ့လို့ပြောလို့ရှိရင်မင်းတို့ကလည်းအကုန်လုံးက तू ပြောတဲ့စကားအပေါ်မှာလိုက်ပြီးလုပ်နေရဆိုထောင်ချောင်းမိနေကြတာအဲ့တော့အကောင့်တူတွေမှန်လို့ရှိရင်လူရမသွင်းရင်တန်ပန်းမလိုက်ဒီအကောင့်တူတွေကိုလူရသွင်းပြီးတော့နာမည်ကြီးကျင်လို့လုပ်နေပြီဆိုရင်ဗုဒ္ဓဘာသာရဲ့တိတ်ခါလည်းကျတယ်ကိုကမိစ္ဆာဒိဋ္ဌိအယူကြီးနေမိစ္ဆာဒိဋ္ဌိအမြင်တစ်ခုနဲ့တဖက်သားဘာသာတွေကိုစော်ကားနေတာစီအလွန်မတန်ယုံညံ့နဲ့အောက်တန်းစားဆန်တယ်အဲ့တော့ အောက်တန်းစားဆန်နဲ့အကောင့်မဖြစ်အောင်လို့ကိုယ့်အကောင့်ကိုတန်ရှင်းရေးကိုယ့်ဘာနေကိုယ်တို့ကိုပြောတဲ့ဇာတ်ကားတွေကဗုဒ္ဓဘာသာကိုကိုးစားပြုနေတာဖြစ်ခြင်းကြောင့်ယုံညံ့တဲ့ဇာတ်ကားတွေအောက်တန်းစားဇာတ်ကားတွေမပအောင်ရှောင်ကြအဲ့တော့ကိုကျော်ကြီးကလွယ်လွယ်ကူကူဥပမာပေးမယ်ဆိုရင်အမိရှင်ရင်အောင်လေမင်းတို့ကပြဿနာတွေကိုဖန်တီးနေလို့ရှိရင်မင်းတို့နားကိုရင်နေအောင်လာလိုက်မယ်အဲ့နောက်တစ်ထပ်ကြမ်းကြမ်းလေးပြောကြကြည့်ဟေဆိုလို့ရှိရင်မင်းတို့ကအမိုက်ပုံဖြစ်နေမယ်မင်းတို့နှုတ်ထွက်စကားတွေအမိုက်စကားတွေဖြစ်နေမယ်ဆိုရင်မင်းတို့ခွေးချီးလာပါလိမ့်မယ် ဟုတ်လားအဲ့ဒီတွေအောက်တန်းစားတွေကိုတွားပြီးတော့ရှင်းပြိုင်မနေနဲ့ကိုရုတ်တောင်ကိုမပြရဲတဲ့ကွာကိုကိုကိုလေးစားမှုမရှိတာကိုကိုကိုွယ်တဲ့ဘာသာကိုမပြောရဲဘူးဆိုတဲ့ကွာသူကိုကိုွယ်တဲ့ဘူးကွာရုံညံ့နေလို့ကိုမပြရဲတာရှင်းရှင်းလေးအဖြေရအဲ့ဒီတွေအဲ့ဒီကောင်တွေကိုလူရသွင်းနေသမျှမင်းတို့တွေစိတ်ညစ်နေရမယ်အမိုက်ပုံတွေဖြစ်နေမယ်မင်းတို့တွေကအညီအဟောက်တွေဖြစ်နေလိမ့်မယ်ဟုတ်လားအဲ့ဒီတွေကိုဘာသာကအစင်တန်းပြင်းတယ်လို့ကိုကိုကိုယုံကြည်လက်ခံထားရင် ကိုနှုတ်ဖွဲ့စကားတွေကိုအစဉ်တိုင်းမြင်မြင်သုံးရပါလို့ကိုကျော်ကြီးကတိုက်တွန်းလို့တယ်နော်အဲ့တော့မြတ်စွာဘုရားကအကျိုးစီးပွားကိုပြောတာဖြစ်ခြင်းကြောင့်အခုကိုကျော်ကြီးပြောတဲ့စကားတွေအကုန်လုံးဒီအကျိုးစီးပွားကိုပဲပြောတယ်ကျွန်တော်ဘာမှမပြောဘူးလောကကြီးထဲမှာအကျိုးစီးပွားသာအရေးကြီးတယ်မြတ်စွာဘုရားကအကျိုးစီးပွားနဲ့ပတ်သက်လို့ဘယ်လောက်ထိဟောထားလဲလို့မေးလို့ရှိရင်သူတို့ရဲ့သားအကျိုးစီးပွားလည်းမလုပ်ဘူးမိမိအကျိုးစီးပွားလည်းမလုပ်ဘူးအဲ့ဒီပုဂ္ဂိုလ်ကအညံ့ဆုံးပုဂ္ဂိုလ်တယ်နောက်တစ်ယောက်ကကျတော့ကိုအကျိုးစီးပွားတော့ကိုမလုပ်ဘူးသူတို့ဘက်သားအကျိုးစီးပွားကိုလုပ်တယ် အဲ့ဒီလူကတော့အခုနလူတည်းနည်းနည်းလေးမြင့်နေတယ်။နောက်တစ်ယောက်ကျတော့သူတစ်ပတ်သားအကျိုးစီးပွားတော့လုံးဝမလုပ်ဘူး။ကို့အကျိုးစီးပွားကိုလုပ်တယ်။အဲ့ဒီလူကအခုနပရဟိတလုပ်တဲ့လူတည်းအတ္တဟိတလုပ်တဲ့လူကပို့ပြီးမြင့်နေတယ်။ဆိုတော့တချို့တွေကပရဟိတကိုမြင့်မြတ်တယ်လို့ထင်နေ။မြတ်စွာဘုရားကအတ္တဟိတလုပ်တဲ့ပုဂ္ဂိုလ်ကိုပို့ပြီးမြင့်မြတ်တယ်လို့ပြောတယ်။ဟုတ်ပြီနော်။နောက်ပိုင်းဆက်ရှင်းပြမယ်။နောက်တစ်ခုကကျတော့အတ္တဟိတလည်းလုပ်တယ်ပရဟိတလည်းလုပ်တယ်သူတစ်ပတ်သားအကျိုးစီးပွားလည်းလုပ်တယ်မိမိတို့အကျိုးစီးပွားလည်းလုပ်တယ်အဲ့ဒီပုံကတော့အမြင့်မြတ်ဆုံးပုံကပဲတဲ့ အရှင်းရှင်းလေးအခုကိုကျော်ကြီးလုပ်နေတဲ့အလုပ်ဒီကိုကျော်ကြီးအကျိုးစီးပွားကိုကျော်ကြီးလုပ်တာကိုကျော်ကြီးရဲ့အကျိုးစီးပွားဘာလဲလို့မေးလို့ရှင်အရက်တဘုံနိဗ္ဗာန်ကိုရောက်အောင်လှမ်းဖို့အတွက်လှမ်းနေတာအဲ့ဒီတွေ့ကိုကျော်ကြီးရဲ့ topic ဒီအားလုံးဒီလူတွေရှိရငွေကိုလိမ်မစားဘူးညာမစားဘူးလူတွေကတန်တန်ရှင်းရှင်းပေးမယ်ဆိုရင်တော့ရှုပ်ဖွေးမှာဆိုလို့မယူဘူးအဲ့လောက်ထိပြက်ပြက်သားသားတမအာဇီဝဆန်ဆန်ကိုကျော်ကြီးရဲ့မြတ်စွာဘုရားရဲ့စကလုံးတွေကိုတဆင့်ပြန်ပြောနေရတာဖြစ်ကြောင်းကိုကျော်ကြီးရဲ့ကိုပိုင်စကလုံးတွေမဟုတ်ဘူး ်ဒါကြောင့်မလို့မျက်စွာဖရားရဲ့စကလုံးတွေကိုယူယူပြီးတော့ကိုကျော်ကြီးစီးပွားရှာမစားဘူးဟုတ်ပြီနော်ကိုကျော်ကြီးရဲ့တပ်မိုးပန်းကြောင့်ဒီတက်စီမောင်းစားတာဖြစ်ခြင်းကြောင့်တန်ရှင်းတယ်အဲ့ဒီတော့မိမိအကျိုးစီးပွားသူတို့ရဲ့အကျိုးစီးပွားကိုလုပ်နေတာဒီကိုကျော်ကြီးဖြစ်တယ်အဲ့တော့ကိုကျော်ကြီးတို့အလုပ်ဒီအမြင့်မြတ်ဆုံးအလုပ်ကိုလုပ်တာမုန်းစရာလည်းမလိုဘူးချစ်စရာလည်းမလိုဘယ်ဘာသာဘယ်လူမျိုးဘယ်ပုံကူကမှမုန်းစရာမလိုဘူးအဲ့တော့ခုနပရာဟိတလုပ်တဲ့လူတွေအတ္တဟိတလုပ်တဲ့လူကပို့ပြီးဘာကြောင့်မြတ်တယ်လဲထရန့်ကိုကြည့်လိုက် ထရန့်ကအတ္တဟိတသမားပရဟိတသမားမဟုတ်ထရန့်ကငကိုတဲ့ကအမေရိကန်က first ဖြစ်ရမယ်လို့ပေါ်ထားတာသူနဲ့အတူတူသူຢာရူးရလာဖို့အတွက်ဟာလာလုတ်ပေးတဲ့လူတော်မှာသူ့ဂျိုးစီဘောက်လာထိလာတဲ့အချိန်မှာကန်ထုတ်ပလိုက်တာပဲအီလိုမတ်ကိုကန်ထုတ်ပလိုက်တာပဲဟုတ်လားအမေရိကန်ဂျိုးစီဘောက်ထိထိလာတဲ့အချိန်မှာ UE EU ကိုကန်ထုတ်ပလိုက်တာပဲအမေရိကန်ဂျိုးစီဘောက်ထိလို့မရဘူး အကျိုးစီးပွားချင်းရှင်လာလို့ရှိရင်ငါနိုင်ငံအကျိုးစီးပွားငါအကျိုးစီးပွားရှိရမယ်အဲ့တော့မိမိတို့ အကျိုးစီးပွားတဲ့မိမိအကျိုးစီးပွားရှိဖို့အတွက်သူတို့ဘသားရဲ့ဘဝတွေအသက်တွေကိုချနေနေဆိုအယုံညံဆုံးကောင်းတယ်အတ္တဟိရတဲမှာကြတော့သူကအယုံညံဆုံးအတ္တဟိတာတွေသူတို့ဘသားရဲ့ဘဝတွေသူတို့ဘသားရဲ့အသက်တွေကိုချနေတာအဲ့ဒါကအာကုသူတရားတွေနဲ့မိမိရဲ့အတ္တကိုဖြည့်ဆည်းတာဒီအယုံညံဆုံးပဲအတ္တဟိတာကမြင့်နေဒါပေမဲ့တမူဝံကြောင့်ဖြူစင်ရတယ်သူတို့ဘသားဘဝတွေသူတို့ဘသားမျက်ရည်တွေနဲ့ ချပြီးနင်းပြီးတော့ကို့အကျိုးစီးပွားကိုမလုပ်အောင်လက်ရှိအနူကြီးအဖွဲအုပ်စုတစုလုံးပြည်သူလူထုရဲ့ဘဝတွေအသက်တွေမျက်ရည်တွေကိုချနင်းပြီးတော့သူတို့ကို့အကျိုးစီးပွားသူတို့ရှာသွားကြတာအကုန်လုံးကောင်းစားသွားတယ်အဲ့ဒါကြတော့လောကမှာအယုံညံ့ဆုံးအောက်တန်းစားနေပြီဟုတ်ပြီလားငါ့ဆိုဘုရားကအတ္တဟိတဆိုတဲ့နေရာမှာသူတို့ရဲ့သားအသက်တွေဘဝတွေမျက်ရည်တွေနဲ့ရှာစားတာကိုပြောတာမဟုတ်ဘူးအဲ့ဒါကိုနားလည်ဖို့ပရိဒါသမားဆိုတော့သူတို့သားကောင်းစားရတဲ့ကို့အကျိုးစီးပွားဘာမှမပါဘူးသူတို့သားကောင်းစားဖို့ကြီးပဲလှုပ်တဲ့ခါမှာမိမိ တကယ်လို့တန်တရာခရီးကိုသွားတဲ့အခါလက်ရှိပြစ်ဆုပ်ပံမှာအနာရောဂါတွေဖြစ်တဲ့အခါနေထိုင်မကောင်းဖြစ်တဲ့အခါမှာဘာမှမရှိတော့မိမိကိုယ်ကိုမိမိမစောင့်ရှောက်နိုင်တော့အဲ့ဒါကဘာဖြစ်သွားတာလဲဆိုခွေးမွေးခံနေရတာအတူတူပဲအခုပြည်သူလူထုရဲ့ဘဝကလည်းဒါနဲ့အတူတူပဲဟုတ်လားအနူကြီးအကောင်တွေထမင်းစားဖို့ထမင်းဝါဖို့တို့ကိုဘဝကိုမိသားစုအသက်တွေဘဝတွေအကုန်လုံးဇတိပြစ်လဲရတယ်အကုန်လုံးဒုက္ခတွေအတီးတီးရောက်ကုန်ကြတာဟာလားအဲ့ဒီလိုပရာဟိတမျိုးကတော့ ခွေးမွေးခံရတဲ့ပရာဟိတာလေအယုံညာဆုံးပရာဟိတာပဲအဲ့ဒီပရာဟိတာကတော့အဲ့တော့အကျိုးစီးပွားကိုနားမလည်လို့ရှိရင်ခွေးမွေးခံရတယ်ကျွံမွေးခံရတယ်အဲ့တော့မြတ်စွာဘုရားဒီအကျိုးစီးပွားကိုပဲပြောတာဖြစ်ခြင်းကြောင့်ကိုကျော်ကြီးတို့ကလည်းမင်းတို့ကိုအကျိုးစီးပွားကိုပဲပြောတယ်အဲ့တော့ကိုကျော်ကြီးအကျိုးစီးပွားကိုပြောတာဖြစ်ချင်းကြောင့်ဘု து ကုံမှာအမုန်းတရားမရှိဘူးဘု து ကုံမှာအမုန်းတရားမရှိဘူးဘာသာတည်းကြီးမှလည်းအမုန်းတရားမရှိဘူးလူမျိုးကြီးလည်းအမုန်းတရားမရှိဘူးတချို့တွေကပြောကြတယ်ဘာသာရေးသမားတွေကဘာသာရေးသမား ဘာသာရေးကနိုင်ငံရေးအထက်မှာပဲရှိရမယ်။နိုင်ငံရေးသမားတွေကပြောကြတယ်နိုင်ငံရေးကဘာသာရေးအထက်မှာပဲရှိရတယ်။အဲ့တော့ဗုဒ္ဓဘာသာအစုံပါရာကြည့်မယ်ဆိုရင်ဘာသာရေးပဲဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်အားလုံးရဲ့အထက်မှာအကျိုးစီးပွားရှိတယ်။မိမိတို့လူမျိုးအကျိုးစီးပွားမိမိတို့တိုင်းပြည်အကျိုးစီးပွားမိမိအကျိုးစီးပွားတွေကထိတ်ဆုံးပါပဲရှိတယ်။အဲ့ဒါတွေဒီထိတ်ဆုံးရောက်နေမှသာလျှင်အဲ့ဒီလောကကြီးငြိမ်းအေးတာယာငြိမ်းညံ့တဲ့တိုင်းပြည်တစ်ပြည်ဖြစ်တယ်။လူမျိုးတစ်မျိုးဖြစ်လာတယ်။ဟုတ်ပြီလား။အဲ့တော့ကိုယ်အကျိုးစီးပွားကိုနားလည်နားမလည်သမျှကာလပတ်လို့ ူတို့ဘက်သားအကျိုးစီးပွားကြီးကိုပဲနင်းလုံနေလို့ရှိရင်ခွေးတွေကြုံနေဖြစ်ကြတယ်တိုင်းပြည်ပျက်စီးတယ်လူမျိုးပျက်စီးတယ်မိသားစုပျက်စီးတယ်အဲ့တော့ကိုကျော်ကြီးပြောတဲ့စကားဒီနိုင်ငံကြီးလည်းမဟုတ်လူမျိုးကြီးလည်းမဟုတ်ဘာသာကြီးလည်းမဟုတ်အကျိုးစီးပွားတည်တံ့ကိုပြောတာအကျိုးစီးပွားသည်ထိတ်ဆုံးမှာပဲရှိတယ်